အားသောဝါနာရှင်ညီကောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာမေလ25ရက်နေ့ရက်နောက်ဆုံးရအာဆင်ညနေသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင်အမင်းနဲ့တော့ဒီနေ့ညအာဆင်နယ်ပွဲစဉ်ရှိပါတယ်ပထမဦးတင်ပုတ်ကတော့ Sport Italia ရဲ့သတင်းထောက် Alfredo Pattula ဖော်ပြထားတဲ့ Bitter Yogurt တင်ကြုံစားလိုက်အောင် Benjamin Sesko Bitter Yogurt ီကိစ္စတွေခုနောက်ပိုင်းသတင်းတွေခက်စစ်စိတ်ထွက်လာတဲ့နောက်ပိုင်းမှာတော့အခုနောက်ပိုင်းနောက်ဆုံးကြားထားတဲ့သတင်းတွေအရဆိုရင်အာဆင်တာဝန်ရှိသူတွေကဗစ်တာယောဂရက်အပြောင်းရွှေ့ကိစ္စနဲ့ပတ်သက်ပြီးတက်တက်ကြွကြွပြန်ပြီးလုံနေဆိုပြီးတော့သူတို့ကဖော်ပြသွားတယ်။မနေ့ကည6:00ခွဲလောက်ကဒီသတင်းကတက်လာတာ။တက်တက်ဆဆိုင်ပဲဒီအချိန်မှာဒီအမျိုးသမီးချန်ပီယံလိဘောလူပွဲစဉ်ရှိတာဖြစ်တဲ့အတွက်အသင်းရဲ့ဒီခရွန်ကီကောတင်လူးဝစ်ကောအန်ဒရီပါရာလိုမျိုးအားစားဒါရိုက်တာအားလုံးကစပိုတင်းမှာရောက်နေခဲ့တာ။ အဲ့ဘလူးဘွဲကျင်းပတဲ့အရက်မှာပေါ့လေအဲ့လို့ဆိုဒီမှာလမ်းကြုံရင်းနဲ့တခါသေးများပီတာယောဂရက်နဲ့ပတ်သက်ပြီးဆွေးနွေးမှုတချို့လုပ်သွားမလားဆိုပြီးတော့ပေါ်တူဂီဘက်ကသတင်းတော်များတော့ကိုကာရေးသားလာရှိဒါတော့တိတ်မခိုင်းလို့ပါဘူးအသင်းရဲ့အကြီးတန်းတာဝန်ရှိသူတွေသွားတယ်ဆိုတာကအမျိုးသမီးအသင်းဘလူးဘွဲမှာအောင်ပွဲရတဲ့အခါဂွန်ပြူဖို့အတွက်ဆိုလိုက်သွားတာဖြစ်နိုင်လို့တစ်ဖက်မှာလည်းတခါသေးတစ်ချက်ကုန်နှစ်ချက်ပြတ်ပီတာယောဂကိစ္စလည်းအနည်းများတော့ဆွေးနွေးနိုင်တယ်ဒီနေရာမှာနောက်ထပ်တိုက်ဆိုင်မှုတစ်ခုကအမျိုးသမီးအသင်းဘိုလ်လူဘဲမှာဘိုလ်ဆွဲပြီးနောက်ပိုင်းမှာပဲဒီနေ့ညမှာ အဲ့ဒီပေါ်တူဂီပြည်တွင်းလိပြောလို့ရတဲ့ဒီဖလားတုံးလို့ပြောတဲ့တာဂါတဲ့ပြည်တွင်းဖလားကိုဘန်ဖီကာနဲ့သူတို့ဒီနေ့ည10:45မှာဘောလူပွဲကစားကြမှာအဲ့ဒါပြီးသွားလို့ရှိရင်တော့ပီတာယောဂရကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့သူရွေးချယ်မဲ့အသင်းကိုထုတ်ဖော်ပြောမယ်ဆိုပြီးပြောထားတာရှိတယ်။အဲ့တော့ပီတာယောဂရနဲ့ပတ်သက်ပြီးကျွန်တော်ဒီလာကုံလောက်ဒါမှမဟုတ်ဒီဘောလူပွဲပြီးသွားတဲ့အချိန်နောက်ကြလို့ရှိရင်တော့ဒီကစားမပေါ်တူဂီမှာဆက်ပြီးနေမလား။ဒါမှမဟုတ်ပရီးမီးယားလိဘက်ကအင်္ဂလန်ကလပ်တစ်စီကိုပြောင်းလာမလားအခြားလိတစ်ခုကိုပြောင်းသွားမလားဆိုတော့အဖြေသိရမယ်။ လောလောဆယ်တော့သတင်းညာမျိုးစုံထွက်နေရပဲဘီတာရောကဲကဲဦးလေးကလည်းစပိုတင်းမှာဆက်ပြီးရှည်သွားနိုင်ချေရှိဆိုတော့ကောလာဟာလာတချို့ထွက်နေသလိုတချို့ဘက်တီမှာဆိုလို့ရှိရင်ဒီကစားသမား United ထက်ဆိုင်အာဆင်နယ်ကိုသွားကြည့်နေဆိုပြီးတော့ကိုကာဟီသားရဲ့တွေ့တယ်ဒါပေမဲ့အမှန်တရားတစ်ခုကတော့ဘီတာရောဂရက်ကစပိုတင်းတာဝန်ရှိသူတွေအထူးသဖြင့်အသင်းပေါ်ကစားသမားတွေနဲ့နှုတ်ဆက်မှုတချို့လုပ်ပြီးပြီလို့လည်းကြားသိရတယ်အဲ့အတွက်ဒီကစားသမားတွေလာမယ့်နေရာဒီမှာချိန်နေထွက်မယ်တစ်ခုပဲအာဆင်နယ်က ဘီတာယောဂရက်လိုဘန်ဂျီမင်ဆက်စ်ကိုလိုလိုမဖြစ်ဖို့တော့လိုအပ်တယ်သူတို့အနေနဲ့ဘယ်ကစားသမားကိုလိုချင်လဲဆိုတာသိချာသိဖို့လိုအပ်တယ်တခါကြရင်ကစားသမားတွေအများကြီးနဲ့သတင်းထွက်တဲ့စာရင်တဦးတည်းကိုဒီဇိုင်းမမက်နဲ့ခေါ်တဲ့အသင်းဟာအခြားသင်းဒီဇိုင်းပိုးပြီးအตายရလိမ့်ရှိတယ်ဒါတော့သူတို့ကောင်းကောင်းသိမှာပါအဲ့တော့ onstein ကတော့ဒီနှစ်ဦးတည်းကနဲ့တူဦးချင်းတေခေါ်မယ်ဆိုပြီးကြံခဲ့တဲ့ဒဗက်လောက်ထဲကထုတ်ဖော်ပြောထားဘူးတယ် also benjamin sasco ပဲရရောက်ပစ်တာယိုဂရက်ပဲရရောက်တရားတစ်ခုတော့အာဆင်နယ်အနေနဲ့တိုက်စစ်မှုစစ်စစ်တူဝယ်မအောင်ဖြစ်မယ်ညာအမျိုးသမီးအသင်းပွဲစဉ်ကြီးလိုက်တဲ့အခါမှာတခုသွားပြီးတည်ထားမိရဲအဲ့ဒါပါလဲဆိုတော့အမျိုးသားအသင်းနဲ့အမျိုးသမီးအသင်းဂျားထဲမှာခြားနှက်ချက်ကတိုက်စစ်မှုတွေလှိုင်းလှိုင်းသုံးသွားခဲ့တဲ့အမျိုးသမီးအသင်းဘာကြောင့်အော်မီမှုရလဲဆိုတဲ့အချက်ပဲ အသင်းတစ်သင်းမှာတိုက်စစ်မှုတအူဒီလိုအပ်လို့အဲ့ဒီ position ရှိနေခဲ့တာဒါပေမဲ့အာရီတာဒီတိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးအထူးသဖြင့်ဝင်းငါတွေရောအထောင်တိုက်စစ်နဲ့ပတ်သက်ပြီးငွေသုံးဆမှုအရန်နေတယ်သူသုံးခဲ့တဲ့လူတွေထဲမှာဆိုရင်ဂျေဆူးတို့ခိုင်ယန်ပရုတ်လောက်ပဲငွေများများသုံးခဲ့တာဂျန်နယ်ပိုင်းမှာဆိုဒီမာကွင်ဟိုလိုနော်ဝီလျံတို့လိုကစားသမားမျိုးတွေပဲသူခေါ်ခဲ့တာရှိရဲအဲဒါကြောင့်မို့အာရီတာနေနဲ့လာမဲ့နွေရာဒီမှာတိုက်စစ်ပိုင်းအတွက်ငွေသုံးဖို့တော့လိုအပ်တယ်တိုက်စစ်မှုစစ်စစ်မပါလဲငါရဲ့ကစားကွက်ကအဆင်ပြေရဆိုလို့ရှိရင်တော့ကျွန်တော်ဒီရာဒီလိုပဲခြေကွဲများတွေအများကြီးထပ်ပြီးကြုံရဖို့လို့ရှိရဲ ောလေအဲ့တော့ဘောလုံးအားစားနည်းမှာတိုက်စစ်မှုသည်လိုအပ်တဲ့ position တစ်ခုဖြစ်တယ်တိုက်စစ်မှုမပါဘဲဆော့တဲ့အသင်းတွေသည်ရလက်မကောင်းကြတာများတာကိုကျွန်တော်တွေ့ရှိရပါဘောလေဒါပဲဘာပြပြောတိုက်စစ်မှုတွေအများကြီးရှိတဲ့မျိုးသမီးတွေအောင်မြင်သွားရလဲမထူးဆန်းဘူးလို့ပြောလို့ရပါတယ်ဒုတိယမြောက်သတင်းတပုတ်ကတော့ကြံကြတဲ့နွေရာသီအမအာဆင်နယ်အသင်းစီကိုရောက်လာခဲ့တဲ့မာရီယိုနာကန်တန်ဒီကတော့ချန်ပီယံလီဖလား၄ချိန်အထိခိုင်မြောက်ထားတယ်။နောက်ဆုံး၅နှစ်မှာဖိုင်နယ်ကို၅ချိန်တက်ထားခဲ့ပြီးတော့အဲ့ဒီ၅ချိန်မှာ၄ချိန်အထိပိုဆိုးထားတယ်။ 3ချိန်ကတော့ဒီဘာစီလိုနာနဲ့ပူဆွဲထားပါလေ2021 2023 2024အဲ့ဒါကတော့ဘာစီလိုနာနဲ့ပူဆွဲထားပြီးတော့2025ကိုတော့အာဆင်နယ်နဲ့ပူဆွဲထားတယ်အာဆင်နယ်အမျိုးသမီးအသင်းကဒီကစားသမားကိုဒီတိုက်စစ်အထောင်ရော right winger ရောကွင်းလယ်ရောဆော့လို့ရတဲ့ကစားသမားတဦးဖြစ်တာဖြစ်တဲ့အတွက်ဘာစီလိုနာအသင်းဆန်နေ free transfer နဲ့ခေါ်ခဲ့တာပြောင်းရွှေ့ရေးတပတ်ပြားမမကုန်ဒီကစားသမားလည်းဝါရင့်မယ်အခုအာဆင်နယ်မှာအသက်29နှစ်ရှိဆိုပေမဲ့ဘာစီလိုနာမှာ10စုနှစ်တခုစာလောက်ကစားခဲ့တာအဲ့မှာသူအများကြီးအောင်မြင်တယ် အဲ့မှာပွဲပေါင်း302ပွဲကစားခဲ့တယ်114ဂိုးသွင်းထားခဲ့တယ်ဒီယာတီဘာကလေးဝူမန်စူပါလီရဲ့ player of the season ကိုရထားခဲ့တဲ့ player တယောက်မနေ့က ညာပွဲစီမှာဆိုရင်တော့ဆောက်ရွက်ပေါ်အခင်းချင်းရသူသူက CM Roma မှာဝင်ပြီးဆော့ခဲ့ရတယ်ကွင်းထဲပိုင်းမှာပေါ့လေဒါပေမဲ့ဝင်းကားပချမ်းတွေကိုတိုက်ဆက်လိုက်ပါမှုတွေမှာတကယ်ကောင်းတယ်ပြီးတော့ခန်စစ်ကိုကာဘာလုတဲ့အပိုင်းမှာအတွေ့အကြုံရဲ့ကစားမှာအထူးသဖြင့်သူ့ရဲ့အသင်းအောင်ဘာစီလိုနာနဲ့ပြန်ပြီးရင်ဆိုင်တဲ့အခါမှာတော့သူ့ရဲ့အတွေ့အကြုံတွေဒီအာဆင်နယ်အမျိုးသမီးအသင်းအတွက်ဆိုရင်တော့ဆူဖလားရယူဖို့အတွက်လုံလောက်တဲ့ကာဘာဖြစ်မှုဖြစ်သွားခဲ့တယ်သူပါတဲ့အတွက်လေပွဲချိန်ပြေရီနီစလန်ကတုံးသွားခဲ့ပေါ့လေဒီမျိုးသမီးကတော့ဘာစီလိုနာအသင်းနဲ့အတူတူချန်ပီယံလိဂိုသုံးချိန်ထိရထားတယ်ပြည်တွင်းဖလား 6ကြိမ်ကိုပါဒယ်လာရီနာကို6ကြိမ်ရထားပြီးတော့စပိန်စူပါကပ်ကို4ကြိမ်နောက်ကိုပါဖလားကို4ကြိမ်ထိဆုတ်ကူးထားတယ်အဲ့ဆိုဒီကစားမသည့်ဒီယာသည့်အာဆင်နယ်မျိုးသမီးအသင်းအတွက်ချန်ပီယံလိမှာ6ဂိုးသွင်းပြီးတော့နှလုံးဖိုင်ထားတယ်ပြိုင်ပွဲဆုံးမှာဆို50ပွဲစီအာဆင်နယ်အသင်းအတွက်ကစားထားတယ် စကူကိုသူမိတော့ဆယ်လုံးဖိုင်ထားတဲ့စုစုပေါင်းပြိုင်ပွဲစုံဒီယာဒီမှာအသင်းအတွက်သွင်းကိုဖန်နေမှုစုစုပေါင်း29ချိန်ထိလုံပေးထားတယ်။တကယ်ကိုအသင်းအတွက်အရေးပါတဲ့ကစားသမားပေါ့လေ။နီးပြားသစ်ရင်းနစ်လန်ကဆိုတော်တော်လေးအားကိုးရတဲ့ကြိုးရိုး player ဖြစ်သူ့ကိုမကြခဏသုံးနာတွေးရှိရပါတယ်။အဲ့တော့ဒီကစားသမားဒီအာဆင်နယ်အသင်းကိုရောက်လာပြီးနောက်ပိုင်းတွေကအခုချန်ပီယံလိမှာတစ်ချိန်ထပ်ပြီးရခဲ့တဲ့ဖြစ်တဲ့အတွက်သူ့ရဲ့ကစားသမားပေါ်မှာချန်ပီယံလိ၄ချိန်ထိရရှိထားပြီဖြစ်ပါတယ်။ တတိယမြောက်သတင်းတစ်ပုဒ်ကတော့ transfer ဒေါ်ကွန်ကဖော်ပြထားတာအဲ့ဒါကတော့အသင်းကြီးနဲ့မကြာခဏသတင်းထွက်နေခဲ့တဲ့ဂျက်ကူခီဘီယိုနဲ့ပတ်သက်ပြီးတော့အာဆင်နယ်တို့ကအယောင်စင်းရင်တံပိုးတတ်မှတ်လိုက်ပါပြီအာဆင်နယ်တို့တတ်မှတ်လိုက်တဲ့ပြောင်းရွှေ့ကြီးတံပိုးအရဆိုလို့ရှိရင်တော့ပေါင်တန်း60ဈေးကတ်ထားတယ်ကြိုက်တဲ့တဲ့လာပြီးကန်လန်လမ်းဖွင့်ပေးထားတယ်နွေရာသီမှာရောင်းချမယ်ဒါပေမဲ့ ပေါင်တန်း60ရာမှဒီပိုလန်တော့လက်လွတ်မယ်ဆိုပြီးတော့အာဆင်နယ်ကဈေးကတ်လိုက်တယ်။ဒါ ਉਹ တော့ကြောင့် transfer dot com ကနေရရှိတာ။အဲ့လို့ဆိုသူ့ကိုလိုချင်တဲ့အသင်းထဲမှာဆိုရင်တော့လက်ရှိ champion ဖြစ်သွားခဲ့ဖြစ်တဲ့ Napoli ရဲ့နောက်ပြီးတော့ AC Milan လိုမျိုးအသင်းတွေပါတယ်။ဒါပေမဲ့ဒီကစားမနဲ့ပတ်သက်ပြီးကြံခဲ့တဲ့ຫນွေဈေးကွက်ကြံခဲ့တဲ့စောင်းဈေးကွက်တော့ဒီသင်းလာပြီးကန်လန်ကပေါင်10တန်းဆွဆွပဲရှိတယ်။အာဆင်နယ်ကအဲ့တော့ပေါင်တန်း20လောက်ဆိုရင်တော့လက်လွတ်ဖို့စဉ်းစားထားခဲ့တာ။ဒါပေမဲ့အောက်ဈေးတားနှိုက်တဲ့အခါမှာတော့အသင်းမှာတပတ်ပေါင်9000-8000နဲ့အနည်းဆုံးလောက်ခရတာရရနဲ့ကစားသမားလေးဖြစ်တာဖြစ်တဲ့အတွက်အ သင်းကမရောက်မဲထားတဲ့အရန်အတွက်အဆင်ပြေဆိုပြီးဒီပိုလန်တော့ဆက်ထိန်ထားခဲ့တာအခုဂေဗရီယယ်မကာကြီးအင်ဂျူရီရတဲ့ခါမှာတော့သူ့ရဲ့ပြောင်မြောက်လာတဲ့ချန်ပီယံလီးယားဟောပရီးမီးယားလီးယားဟောခြေစွမ်းတွေမြင်ပြီးတဲ့နောက်မှာလိုဂျင်တဲ့အသင်းတွေကအရန်ထက်ပိုများလာတယ်အသင်းကလည်းဈေးတောင်းလို့ကောင်းပါကျွန်တော်အဲ့ဒါကိုကြိုက်တာပေါင်သန်း60တိမဟုတ်80 90 100ကဲ့ကပ်လိုက်မရောက်ရလည်းပြဿနာမဟုတ်ဘူးငါတို့ကငွေလိုလိုရောင်းတဲ့ ဟာမဟုတ်ဘူးမင်းတို့လိုချင်လို့လာပြီးကမ်းလက်မယ်ဆိုရင်တော့တန်တန်ကြီးပြီးဆိုပုံစံမျိုးနဲ့ဈေးကိုဆွဲတင်ထားရမှာအာဆင်နယ်နဲ့ကစားမရောင်းချမှုမှာကျွန်တော်အခုနောက်ပဲခက်မမလောက်လာတာကိုကြည်ချင်းအဖြစ်ဆိုအန်ဒရီဘာလာရောက်လာပြီးနောက်ပိုင်းမှာကိုယ့်ဆီကကစားမရောင်းချတဲ့ဘက်မှာပို့ပြီးတော့မလာတာတွေ့ရတယ်ဒါလည်းကြိုးစိုးရမယ်တခါကျရင်တစ်ဖက်ကအောက်ကြီးနဲ့လာလိုက်တဲ့အခါကျရင်ဩကစားသမားကိုပဲကျွန်တော်ကငဲကွက်လိုက်သလိုအတင်းရပဲဒီကစားမရှိနေလောက်ခါသာပေးနေရသလိုနဲ့တန်တန်ကြီးမရပဲလက်လွတ်လိုက်ရတာလေ အတိတ်မှာအများကြီးပဲအဲ့တော့ဒီတစ်ခါမှတော့ entry bar လက်ထက်မှာတော့အသင်းကအသင်းရဲ့ကစားသမားစက်ထားလေးဖြစ်တဲ့ရောင်းချမယ်ဆိုလဲမျိုးမြတ်ရမှဆိုတဲ့လုပ်ငန်းစဉ်မျိုးကိုရွေးချယ်လာပေါ့လေအဲ့တော့25နှစ်ရွယ်ပိုလန်သားတို့ဒီရသည်ပွဲပေါင်း29ပွဲမှာပွဲပေါင်း20ပွဲထပ်ထားတယ်တကိုးသိပြီးတော့နှလုံးဖိုင်ကြပါတယ်မနစ်ကတော့32ပွဲကစားထားတယ်ဒါပေမဲ့18ပွဲပဲပွဲထပ်ထားမနစ်ကတကိုးသိပြီး3လုံးဖိုင်ထားတယ် GO 25တန်းပဲကျွန်တော်တို့ invest လုပ်ပြီးတော့ specia ခေါ်ခဲ့တဲ့ကစားသမားကိုအခုပေါင်အားဖြစ်ဆိုရင်တန်း60 GO 82တန်းလောက်ရမှာ ်မှာအာဆင်နယ်တို့ကရောင်းချမယ်ဆိုပြီးတော့လာပြီးကန်လက်နဲ့အတင်းတွေကိုအကြောင်းပြန်ထားပါတယ်ဒီစီဇန်လေးကိုဒီကောက်ကွန်ကြီးပုံပြီးတဲ့ရှူဘောလုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘိုင်ဘောက်ဖုန်းနံပါတ်39ကို9399 63290ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်အိုင်ဘက်ကိုချိုကို sport နဲ့9သလုံးမိတူကစားမယ်ဆိုတော့အဲ့ဒီမှာလာပြီးတော့ကစားလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ player နှောက်ကက် data ချက်လက်လေးပြောလိုက်ရအောင်ပထမတစ်ယောက်ကတော့ Louis Kelly အခု Arsenal Internet ဘိုင်းမှာကျွန်တော်ကြားတဲ့သတင်းညာဆိုရင်တော့ Arsenal ရဲ့ Channel ဘိုင်းတွေကိုဦးစားပေးဖြစ်မယ်ခံစစ် ဘ ਹੁ ခံစစ်ကဒီဘယ်ဘက်အစုံခံစစ်တွေနဲ့ပတ်သက်ပြီးတော့နောက်ဆုံးမှစဉ်းစားမယ်။ဘာကြောင့်ဆိုအသင်းမှာဒဏ်ရာနေပြန်လာဖြစ်တဲ့ Color Fury လည်းရှိတယ်။ Kibio လည်းရောင်းမှုမြောင်းမှုတိတ်မကျင်းသေးဘူး။နောက်ပြီးတော့ဘယ်ဘက်ချမ်းဆုံမှာခြေစွမ်းပြနေတဲ့ Louis Kelly အပြင်မှာအခြားကစားသမားတွေလည်းရှိရဖြစ်တဲ့အတွက် Arsenal ကလာမယ့်ဈေးကွက်မှာ ကစားမအစ်စ်ခါစပိုင်းတော့မခေါ်ဘူးများဆိုပြီးတရင်ညောင်တက်လာပါလေအဲ့အတွက်လူးဝစ်ကယ်လီကြောင့်အရင်စပြောလိုက်အောင်လူးဝစ်ကယ်လီကတော့ဒီအသင်းကြီးနဲ့တွဲဆုံခဲ့တဲ့6ပွဲအထူးသဖြင့်စပါးနဲ့ပွဲမှာ rating 7.6 Manchester City အသင်းနဲ့ပွဲစဉ်မှာ rating 7.5 PSG အသင်းနဲ့တွဲတဲ့ပွဲစဉ်မှာ rating 7.5နောက်7.5တခုကကြတော့ Real Madrid နဲ့တွေ့တဲ့ပွဲစဉ်နောက်တစ်ချောတွေ့ဆုံမှာဆို rating 8.1တိရှိပြီးတော့ Chelsea နဲ့တွေ့ဆုံမှာ rating 7.2တိရှိတယ် rating 7အောက်ကိုမကြောက် တကယ်ကပွဲပွဲမှာမောင်းတမရတဲ့ player ဒီ rating 7ကနေပြီးတော့8အတွင်း player တွေများတယ်တခါကျရင်7.5နဲ့9အဲ့လိုဂျားတွေက rating သမားတွေကမောင်းတမရတာများတယ်အဲ့တော့ Louis Kelly ရဲ့ခြေစွမ်းကတော့မောင်းတမရနိုင်လောက်တဲ့ rating မျိုးမှာအမြဲတမ်းတသမှတ်တည်းရှိတယ်ဒီရာဒီမအိုက်တာကြိုက်လွန်းလို့ဆိုတာထက်သူ့မှာမတုံ့ပြန်လဲသူ့ထက်ကောင်းတဲ့ player မရှိတဲ့အတွက်ဒီလူငယ်လေးကိုနေရာပေးရလို့ပဲကျွန်တော်ကထင်ပါတယ်နောက်ထပ်တစ်ယောက်ကတော့ဒီရာဒီမအပြောကံအဆိုကံဖြစ်နေခဲ့တဲ့ Norway သားကြီး Martin Odegaard ပေါ့လေ Odegaard နေကြီးချောက်ကြီးနဲ့တွဲဆုံမှုမှာ ကျက်နဲ့ငါးသိန်းနဲ့တွဲဆုံမှာဆိုလို့ရှိရင်တော့စပားကိုသူ့ကစားသမားဘွားတခြားမှာ3ကိုတွင်းထားတယ်ယူနိုက်တက်ကို2ကိုချက်စီးကို9ကိုလပဘူးကို2ကိုနဲ့မန်စီးတီကို2ကိုတွင်းထားခဲ့ဒီချက်လက်တွေကိုကြည့်တဲ့အခါမှာမာတင်အိုဒီရဲ့အနေနဲ့ဒီထိတ်တန်းအတင်းကြီးနဲ့တွဲဆုံတဲ့အခါတကယ်ဘစ်မက်ပွဲစဉ်မှာ5တွင်းနိုင်တဲ့ player တဦးဖြစ်ရှိတယ်အခုနောက်ပိုင်းဒီယာဒီမှာခြေစမ်းမပြနိုင်ညာကျွန်တော်ထင်တော့ဒန်ယာနေပြန်လာပြီးနောက်ပိုင်းနေဖြစ်တာလို့ထင်တယ်အဲ့ဆိုမာတင်အိုဒီရဲ့အနေနဲ့လာမယ့်ယာဒီမှာပိုကောင်းတဲ့ ဝေါ်လုတ်ကိုထပ်ပြီးပြနိုင်မယ်ဆိုရင်ပို့ပြီးတော့ creative မြန်မာတဲ့ AN ကစားမတူးဖြစ်ပြနိုင်မယ်ဆိုရင်တော့ Arsenal ကအထောင်တိုက်စစ်မှုတူဝယ်လိုက်တာနဲ့ပို့ပြီးကောင်းတဲ့တိုက်စစ်စုပွဲကိုပိုင်ဆိုင်သွားမယ်ထင်တယ်။ဒီညမှာတော့ Arsenal သင်းနေတဲ့ Peter Jorgret, Benjamin Sesko, Rodrigo, Nico Williams တို့ဒီတင်းနဲ့တချောက်ထွက်နေပြီမဲ့ Martin Odegaard ကို pressure ပေးနိုင်မယ် attacking midfielder ကစားမတူးဝယ်ဖို့တော့ဈေးကွက်ထမှာအတန်မကျဘူး။ Fabio Vieira နဲ့ Ethan Nwaneri ပဲနောက်က pressure ပေးခိုင်းမှာမသိဘူး။အဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။